ဆန်ရည်သူသိပံမာဝရေးသားထားတဲ့ခစ်ဆန်းပုတ်တော်ဝါရာဆိုတဲ့ဝိထုတူလေးကိုဖတ်ပြပေးစင်ပါရှင်။ကျမတို့စာဖတ်သူခွန်ရှချိုပါ Listeners Heaven Audiobook Channel ကနေတင်ဆက်တာဖြစ်ပါရှင်။မောင်လူအေးရိုးရဲ့သားကလေးမောင်လူမွေးရနှစ်နှစ်ကျော်နှစ်နှစ်ခွဲအရွယ်ကိုရောက်လာပါပြီ။စကားကိုမပြီးကလာပြီးကလာပြောတတ်စအရွယ်မိဘတို့ရဲ့အပျော်ဆုံးအရွယ်ကလေးဖြစ်ပါတယ်။မောင်လူမွေးမှာထူးချွန်တဲ့အချက်ကတော့ အစားနဲ့ကစားကိုခုံမြင်တာပဲဖြစ်ပါတယ်။မောင်လူမွေးတယောက်တည်းမဟုတ်ကလေးတိုင်းလူလိုပင်ကစားနဲ့အစားကို ခုံမြင်တတ်ကြပါတယ်။မနှစောစောမျက်စိနှလုံးပွင့်လာတဲ့တပြိုင်နက်သူ့ရဲ့နှုတ်ကလက်အူးဆုံးထွက်လာတဲ့စကားကတော့ဇီးသီးပေးဆိုတဲ့စကားပါပဲ။အိယာနီထမျက်နှာတစ်ပေးလာတဲ့တပြိုင်နက်နွားနို့တစ်ခွက်နဲ့မုံတတားတွေကိုစားတော့ပြီးပင်မယ်လေတင်းမတိန်သေး GDP GDP ဆိုပြီးတော့ဒါအော်နေတော့တယ်ပြီးတော့ရင်ကနေတရုတ် GDP တစ်ထုပ်နှစ်ထုပ်ကိုထုတ်ပေးပေမဲ့မကျေနပ်သေးလေးငါတော့မရမချင်းအော်တယ်ဒီခါမိပါတွေကမနေနိုင်တော့ဘူးတယောက်ယောက်ကထပြီးတော့သူကြိုက်သလောက်ယူပေးရပါတယ် GDP တုတ်တွေကိုသူကြိုက်သလောက်ရရတဲ့တပြိုင်နက်အောက်ဆင်းမယ်အောက်ဆင်းမယ်ဆိုပြီးတော့အော်ပါတော့တယ်သူ့သဘောတိုင်းအောက်ရောက်တဲ့အခါမှာတော့အိမ်ဘေးမှာရှိတဲ့တဲပုံမှာကစားတော့တယ် သဲထဲမှာလှိမ့်ပြီးတော့ကစားလို့ကစားခေါင်းပေါ်မှာသဲတွေကိုတင်ပါကစားလို့ကစားသဲပေါ်ကိုရင်းနဲ့လောင်းလို့လောင်းစိတ်ထင်တိုင်းကျင်းနေပါတော့တယ်သူ့တကူလုံးရစရာမရှိတော့ဘူးဖြစ်ချင်တယ်လို့ဖြစ်နေပါတော့တယ်အတန်ကြာတဲ့ခါကျမှအိမ်ပေါ်ကိုခေါ်တင်လာပြီးရေချိုးပေးရပါတယ်ရေချိုးအဝတ်အစားလဲပေးရတဲ့တပြိုင်နက်ဇီးတီးပေးဇီးတီးပေးလို့အော်ပြန်တယ်ဇီးတီးတွေကိုရသလောက်ရတဲ့အခါမှာတော့ ရေကစားမယ်ဆိုပြီးတော့အော်ပြန်တယ်ရေချိုးခန်းထဲကိုရောက်တဲ့အခါမှာတော့ရေကစားပြန်ပါတယ်တနေ့လုံးသူ့မှာကစားခြင်းစားခြင်းနဲ့တောင်အချိန်ကုန်ပါတယ်အဲ့ချိန်နဲ့ကောင်းကောင်းမအိတ်ထမင်းစားချိန်ကြပြန်ရင်ထမင်းကောင်းကောင်းမစားနိုင်စီးပြက်ကန်ပြက်ဖြစ်နေပါတော့တယ်တနေ့တော့မောင်မူအေးဒီလိုဆုံးဖြတ်ပါတယ်ဒီကလေးကိုလွတ်ထားလို့မဖြစ်တော့ဘူးတဲ့ကိုစီကံပေးတော့အမ်းဆိုပြီးတော့ ဒီလိုနဲ့မောင်လူအေးဆုံးဖြတ်ခိုက်မှာပဲ။ကောင်းလေးဟာတစ်ဖက်တော့အခန်းကနေပြီးတော့ဇီးဒီပေးဇီးဒီပေးလို့ဆိုပြီးပူဇော်ပါတော့တယ်။မောင်လူအေးအချက်ရပါပြီ။ပူဇော်နေတဲ့ကလေးကိုမိမိရဲ့အနာတော့လာဖို့အတွက်ခေါ်တယ်။ကလေးကလည်းဗီဒီယိုထဲမှာတရုပ်ဇီးဒီတွေကိုယူပေးလိုက်မယ်အထင်နဲ့မိမိဖခင်အနာကိုပြေးလာပါတယ်။ ကလေးမိမိရဲ့အနာကိုရောက်တဲ့အခါမှာမောင်လူအေးစုံးမစကားပြောကြတာကတော့ဒီလိုပါအခုမောင်ဘာကိုလို့လို့မူနေရတာတော့ជីတိပင်ကလေးကတောင်းနေဟုတ်ဘူးဇီးတိဆိုတာမျိုးကိုတနေ့လုံးစားနေရမဟုတ်ဘူးတိလားသမင်းစားပြီးတဲ့နောက်တစ်လုံးတလီစားတော့ရတာအခုတော့မမတနေ့လုံးဇီးတိပင်ဇီးတိပင်နဲ့ပူဇာနေတော့တာပဲနားညှိလိုက်တာပြောစရာမရှိဘူး စည်းဒီတွေကိုတောင်းနိုင်ပေးကြလို့စားပြန်တော့ထမင်းမစားနိုင်ဘူးဒီတော့ဘာကောင်းမလဲတနေ့တခြားပိန်ညော်ကလေးဖြစ်လာမယ်တိလားမောင်ဟာဘာမှမသိသေးပဲကိုအဲ့ဒါအားကြီးခတ်တယ်မသိတက်လို့တိတက်တဲ့လူကြီးကပြောပေမဲ့မရဘူးမောက်စိတ်ထဲမှာများလူကြီးတွေကမောက်လောက်နားမလဲဘူးမသိတက်ဘူးလူအရည်များထင်နေရော့သလားစည်းဒီပဲခလေးကစောပြန်တယ်ဟာမဟုတ်ဘူး အခုလိုဆုံးမဩဝါဒပေးနေရမှာတော့ဇီးဒီပေးလုပ်နေသေးတယ်။လူကြီးကပြောတာနားထောင်စမ်းပါ။အုံးဇီးဒီတို့မုံလို့တနေ့လုံးစားတာမကောင်းဘူးဆိုတာမောင်မသိဘူးလား။ကျမ်းမာရေးနဲ့စန့်ကျင်နေအစားအသောက်ဆိုတာတနေ့လုံးစားနေရတာမျိုးမဟုတ်ဘူး။သူ့အချိန်နဲ့သူစားရတယ်။အဲ့ချိန်မှာအဲ့ရတယ်။စားချိန်မှာစားရတယ်။ကစားချိန်မှာကစားရတယ်။အခုတော့မောင်မအဲ့ချိန်မှာလည်းကစားနေရတာပဲ။တနေ့လုံးဇီးဒီကိုတောင်းပြီးတစားလည်းစားနေတော့တာပဲ။ သမင်းစားချိန်ကြတော့ကောင်းကောင်းမစားနိုင်အဲ့ဒါဘာကောင်းလဲဆွေးဒီပဲဆိုပြီးတော့ကလေးကတောင်းပြန်တယ်ဟဲ့နေပါဦးပြောလေတဲလေဖြစ်နေတော့တာပဲမောင်ကအခုအင်မတန်စီကံပြတ်နေတယ်ဖေဖေတို့ငငယ်တုန်းကဖေဖေတို့ရဲ့အဖေဖွားရင်းကြီးဆိုတာရှိတယ်ဖွားရင်းကြီးကမနှက်စောစောအိယာကဖေဖေတို့ထရင်မုတ်ပြားတလက်ဖြစ်ဖြစ်ဘိမုတ်ဖြစ်ဖြစ်တပြားဘူးဝဲကျွေးတယ်ပို့လို့လည်းမစားရဘူးဒီတပြားနဲ့ကြီးနေကြရတယ် ထမင်းစားကြင်ကြမှတခါထမင်းလည်းစားရပြန်လေ။နေလည်ကြရင်တခါမုံတပြားဖို့ဝဲကျွေးပြန်လေ။ညကြရင်ညထမင်းစားရတယ်။အဲ့ဒါပဲတနေ့ကိုမုံနှစ်ပြားဖို့စားရတယ်။ထမင်းနှစ်ခါစားရတယ်။အခုမမတော့ဒီလိုမဟုတ်ဘူး။တနေ့လုံးစားနေတော့တာပဲ။မစားရရင်အော်ဟစ်ပြီးပူစားတယ်။ဖေဖေတို့ငယ်တုန်းကတော့အချိန်ကျစားတော့ပြီးမပူစားတော့ဘူး။ပူစားရင်လည်းဖွားတွေးရဝဲကျွေးတာမဟုတ်ဘူး။အရိုက်တောင်ခံရသေးတယ်။ဒီတော့ဖေဖေတို့မပူစားတော့ဘူးပေါ့။ အခုတော့မောက်မှာစားရတောက်ရတာလည်းမနေဘူးဒါလည်းပူစာနေသေးတာပဲစွီတီပေခလေးကတောင်းပြန်တယ်ဟာမဟုတ်ပါဘူးခတ်နေပါပြီအခုမောက်မှာလိမ်မော်ရီဆိုလဲတောက်တော့တာပဲမုံတက်တာဆိုလဲစားတော့တာပဲစီတီဆိုလဲတနေ့လုံးစားတော့တာပဲကိတ်မုံဆိုတာလည်းမရှားဘူးဖေဖေတို့တော့ကတော့မုတ်ပြားတလက်ဘိန်းမုံလို့နဲ့ဂျင်းနဲ့ခဲ့ကြရတယ်ဖေဖေတို့နဲ့ဆိုင်မောင်စားတာ၈၉စားလောက်ပိုတယ်နောက်ဆုံးကြတော့ဘာထူးလဲဘာမှမထူးဘူး ဖေဖေတို့ကတော့မောက်အရွယ်တော့မောက်ထက်ကျမ်းမာသေးတယ်တန်ဆွမ်းသေးတယ်ရည်ကြည်ပေးဆိုပြီးတော့ကလေးကထောက်ခံပြန်ပါတယ်တဲခတ်တာကိုဆုံးမနေတော့တူးတူးလာတော့တာပဲဖေဖေတို့မောက်အရွယ်တော့ကအင်ပေါ်မှာပဲအယုတ်ကလေးနဲ့ကစားရတယ်တဲတို့ရှုံရေတို့နဲ့ကစားရတာမဟုတ်ဘူးခေါင်းပေါ်မှာတဲတွေတင်ဖို့တော့ဝေးပါရောအခုတော့မောက်မှာမိုးလင်းတာနဲ့အောက်ဆင်းမဲနဲ့ဩအောက်ဆင်းရတော့တဲတွေကိုခေါင်းပေါ်တင်ပြီးကစားတယ် မောင်းအောင်ထိန်းတဲ့အထိန်တွေကလည်းမောင်းကိုမတားဝင်ကြဘူးမောင်းထိန်းသလိုမောင်းနေတယ်ဖေဖေတို့လက်ထက်တုန်းကတော့ဒီလိုဆိုရင်ဘွားတွေကြီးစော်လို့အော်နေရပြီကြားလာဖေဖေပြောတာဖေဖေအောက်ဆင်းမယ်ဆိုပြီးတော့ထောက်ခံပါတယ်ဟောခတ်တဲ့ခတ်သေးတော့လေနောက်ပြီးတော့ရှိသေးတယ်ဘလို့ပဲဖေဖေတို့သွားသွားလိုက်ချင်တော့တာပဲအလကားနေရင်လေပေါ်ပေါ်စီးမယ်ဆိုပြီးပူစားတယ်အဲ့ဒါဘာကောင်းလဲခေါ်တဲ့နေနေရာကိုသွားရင်ခေါ်မှာပေါ့ မခေါ်တဲ့နေရာကိုတွားရင်ခေါ်လို့ဖြစ်မလားလူကြီးဆိုတာခလေးထက်နားလေတယ်တိလားဘာမှစူပူစရာမရှိဘူးအခုတော့ဒီလိုမဟုတ်ပါဘူးတွားတိုင်းလိုက်ချင်းနေမလိုက်ရရင်ငိုရဲစူးတယ်အဲ့ဒါဘာကောင်းမလဲဖေဖေတို့ငငယ်တုန်းကတော့မော်တော်ကားလည်းမစီးရပါဘူးအခုလိုမော်တော်ကားတွေလည်းမများသေးပါဘူးတောင်ဝိုင်းကြီးတို့တောင်ဝိုင်းကလေးတို့ဆိုတာကိုတွားရရင်လဲချမ်းကြီးနဲ့တွားရတယ်ဘွားတွေကြီးကခေါ်တဲ့အခါလိုက်ရတာပဲမခေါ်ချင်တဲ့အခါအိမ်ထဲမှာနေရတာပေါ့ လိုက်မယ်ပူဇာလို့မရဘူးပူဇာရင်ဝချမ်းနဲ့စော်တယ်သိရလားအခုမောင်ကတော့ဘသူ့ကိုမှမကြောက်ဘူးဘသူပြောလို့မှမရဘူးဖေဖေပေါ်ပေါ်ရှိမယ်ပူဇာပါတယ်တဲခတ်တဘူပြောရင်ပြောရင်နဲ့ဆို့ဆို့လာတယ်နောက်ပြီးတော့ဖေဖေတို့ငွေရတော့အတန်လွှင့်ဆက်တယ်လည်းမပေါ်သေးဘူးတချင်းဆက်ဆိုတာကလည်းပေါ်ကားစားရှိသေးတယ်အခုမောင်မှညာတိုင်းညာတိုင်းမောင်ခွေးဖို့ဓာပြားကိုကြားရတယ် မောင်ခွေးဖို့တချင်းစာအုပ်ကိုမောင်ဖို့ဝယ်ပေးထားတယ်။လို့ပေမဲ့မောင်တစ်ခါတည်းကြည်တယ်နောက်ပြီးပြစ်ထားတယ်မလား။အဲ့ဒါဘာကောင်းလဲ။ဖေဖေတို့ငငယ်တော့ကတော့ဒီလိုစာအုပ်မျိုးမရှိဘူး။ဒီစာအုပ်မျိုးသာရှိမယ်ဆိုရင်ဖေဖေတို့အင်မတန်ကြိုက်မှာပဲ။အခုတော့မောင်မှာဒီစာအုပ်ကိုဘာမှဂရုမစိုက်ဘူး။တော်တော်စိတ်ကြက်ဖို့ကောင်းနေ။စာအုပ်ကိုကြည့်မယ်မလား။ဖေဖေရည်ဒီပေတောင်းပါတယ်။ခတ်တော်ဘိုးပြောနေဆုံးမနေတာမကြဘူးလား။ရည်ဒီပေ တယ်နော်ရည်ဒီပေဘဲနဲ့လေရည်ဒီပေငါမခတ်တော့တာပဲရည်ဒီပေဟောဒီကလေးကိုဘဲနဲ့လှုပ်ပါပါလေရည်ဒီပေဟောဒုက္ခဒုက္ခရည်ဒီပေရည်ဒီပေရည်ဒီပေဆိုပြီးတော့ဆိုကကျဲလောင်စွာငိုပါတော့တယ်မလိုအေးမတက်နိုင်တော့လို့နေရာနေထပြီးတော့တရုတ်စီးသီးနှစ်ထုပ်ကိုယူပေးပါတယ် ဲ့ဒီနှစ်ထုပ်တွေကိုလှုပ်ပလိုက်ပြီးတော့အများကြီးပေးအများကြီးပေးဆိုပြီးတော့អော်နေတဲ့အခါငောင်းလွေးမှာဗီရိုရီကတရုတ်စီးသီးထည့်ရဲ့ပလင်းကြီးကိုယူထုတ်ပြီးစိတ်တလောက်ယူတော်မူပါဖေယားဆိုကပလင်းကိုခလေးကပေး၍ထွက်သွားပါတော့တယ်။သားကိုအဖေမနိုင်တပည့်ကိုဆရာမနိုင်တိုင်းသူပြည်သားကိုအစိုးရမနိုင်နဲ့ခေကြီးပါတကားဒီနေရာလေးမှာတော့ဆရာသိပ္ပံမောင်က1940ခုနှစ်ကရေးသားခဲ့တဲ့ ခိစံပုတော်ဝါရဆိုတဲ့ဝိထုတိုလေးကတော့ပြီးဆုံးသွားပါပြီရှင်။